်မင်္ဂလာပါရှင်ကျမတို့ဖူးဤဤနယ်ပါ DV ရမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါပဲခူးတိုင်းပြည်မြို့မှာအသက်၁၂နှစ်အရွယ်ကလေးတစ်ယောက်ကိုဖုန်းခိုးတယ်လို့ဆွဆွဲပြီးစစ်တပ်လက်အောက်ခံယာယီမှုနဲ့မိသက်တပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက်ကလေးသေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်စက်တင်ဘာလ20ရက်နေ့နေ့လယ်ပိုင်းကပိုကျုပ်လမ်းမပေါ်ရှိအထက်ကလေးကျောင်းနဲ့ရွာပဲရက်ွက်အုပ်ချုပ်ရေးမှုယုံပေးက တက်စု16အရန်မိသက်တက်ဖွဲ့စခန်းမှာအသက်12နှစ်အရွယ်ကလေးတယောက်ကိုဖုန်းခိုးတယ်ဆိုပြီးမိသက်ကလူတွေနဲ့ယာအိမ်မှုတို့ကရက်ွက်ရုံမှာခေါ်ယူရိုက်နှက်ခဲ့ပြီးတဲ့နောက်စက်တင်ဘာလ22ရက်မှာကလေးတည်ဆုံသွားတာဖြစ်တယ်လို့သိရပါတယ်။ရိုက်နှက်ချိန်မှာကလေးကသတိလစ်မိမျောသွားတဲ့အတွက်ပြည်မြုပ်ဆေးရုံကြီးကိုတင်ပို့ခဲ့ရပြီးတော့ပြည်မြင့်ထန်ထန်ရိုက်နှက်ခံထားရတာကြောင့်ဆေးရုံမှာပဲတည်ဆုံသွားတာဖြစ်ပြီးဆေးဝါးကုသမှုတောင်ကောက်ကောက်မခံယူလိုက်ရဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ ရိုင်းနှက်ခံရတဲ့ကလေးဟာအမဖြစ်သူနဲ့အတူနေထိုင်သူဖြစ်ပြီးရက်ွက်ထဲမှာခိုးယူတတ်တဲ့ပြဿနာနဲ့ဖြေရှင်းရတာပြဿနာတတာမျိုးမရှိခဲ့ဘူးသလိုကလေးကိုရိုင်းနှက်တဲ့ယာအိမ်မှုကတော့နမဲဆိုးနဲ့ကြော်ကြားတဲ့သူဖြစ်တယ်လို့တေဆုံးကလေးနဲ့နီးစပ်သူတယောက်ကမှတ်ချက်ပြုပါတယ်။ဝိုင်းဝန်းရိုင်းနှက်ခဲ့တဲ့ယာအိမ်မှုနဲ့မိသက်တက်ဖွဲ့ဝင်တွေကကလေးမတေဆုံးမီအမဖြစ်သူကိုနင့်နာကြီးပေးဖို့ညှိနှိုင်းခဲ့ပေမဲ့ကလေးငယ်တေဆုံးသွားတဲ့အတွက်လက်ရှိအချိန်မှာရိုင်းနှက်ခဲ့သူတွေကိုရဲစခန်းမှာဖမ်းဆီးထားတယ်လို့သိရပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲနဲ့တီဘောမြို့တွေမှာသတင်းရယူဖို့စစ်ကော်မရှင်စစ်တပ်ကဆီလွတ်ထားတဲ့စစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့နဲ့သတင်းပေးတွေကိုဖမ်းဆီးရမိခဲ့တယ်လို့တရမ်းမျိုးသားလူမျိုးရေးတမရော် DNL ကစက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။စစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့နဲ့သတင်းပေး၁၀ရောက်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့အခုလိုဖမ်းဆီးရမိသူတွေကိုလုံခြုံစိတ်ချရတဲ့နေရာမှာထိန်းသိမ်းထားပြီးတော့ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်နေဆိုရင်ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီဖမ်းမိထားသူတွေဟာ TNL ထိန်းချုပ်နယ်မြေတွေရှိကဂိတ်နေရာတွေဂိတ်တွင်းကလူအင်အားလက်နက်အင်အားဌာနဆိုင်ရာအင်အားတပ်စခန်းနေရာတွေနဲ့လူစုဝေးများတဲ့နေရာတွေကိုတရင်ရယူခဲ့ပြီးတော့လေကြောင်းပစ်ခတ်မှုတွေပြုလုပ်ပြီးနောက်ပိုင်းထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လှမ်းခဲ့တယ်လို့ TNL ကဆိုပါတယ်ဒါပြင်စစ်တပ်လွယ်ကူစွာဝင်ရောက်နိုင်မဲ့လမ်းနဲ့ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုအဓိကထောက်လမ်းသတင်းပေးပို့ခဲ့တယ်လို့လည်းသိရပါဗျ။ ီလိုထောက်လန်းရမှာလဲအသွင်အမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ဝင်ရောက်ထောက်လန်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပြီးတော့ထောက်လန်းပြီးသတင်းပေးတဲ့အခါမှာ social media တွေဖြစ်တဲ့ Viber, Facebook, WeChat နဲ့ Telegram တို့ကနေသတင်းပေးပို့ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဒါမှမဟုတ်ညာဖက်ဆိုရင်ဒါမှမဟုတ် ရခိုင်ပြည်မောင်တော်အခြေဆိုင် Border News Agency BNA သတင်းဌာနကရခိုင်အမျိုးသမီးသတင်းထောက်တယောက်ကိုရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAAA ထောက်လင်းရေးအဖွဲ့ကပြီးခဲ့တဲ့စတင်မာလာ20ရက်နေ့မနက်7:00နာရီကျော်အချိန်မှာမောင်တော်မျိုးသူမရဲ့နေအိမ်ကနေလာရောက်ခေါ်ဆောင်တော်ရေလို့ BNA ကစတင်မာလာ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဖန်ဆီးခံရတဲ့အမျိုးသမီးမှာ BNA သတင်းဌာနကသတင်းထောက်မှုထရာဖြစ်ပြီးလက်ရှိမှာတော့မော်တော်မြို့မှာရှိတဲ့ ULA ထောက်လေရေယုံမှာစစ်ဆင်းနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စတင်ပါလာ9ရက်နေ့ကမော်တော်မြို့နယ်တီဟိုအေကျောင်းမှာရှိတဲ့မရိုတိုင်းသာကလေးငယ်တွေမပြည့်မစုံတဲ့ပညာသင်ကြားနေရလို့အကူအညီလိုအပ်နေတဲ့ရုပ်သက်သတင်းကိုရေးသားဖော်ပြတာကြောင့်သတင်းထောက်မှုတွေကိုမင်းမြတ်ဖို့ခေါ်ဆောင်တော့တာဖြစ်တယ်လို့ BNA သတင်းဌာနရဲ့အယ်ဒီတာချုပ်ကိုကောင်းမြတ်နိုင်ကပြောပါတယ်။ ။ဆိုတော့မနေ့ကတော့သူ့အဖေကိုခဏလေးတွေ့ဆန်းပို့တည်တာပေါ့လေ။သူ့မိန်းဖားတွေကတော့ဟိုဆိုရင်နေရတာပေါ့။အော် UL ဟေးကမေးစရာရှိတယ်ဆိုပြီးခေါ်တော့လို့ခေါ်မေးလို့တော့ရတယ်လေ။ဒါမဲ့ဟိုမေးပြီးရင်ပြန်လွယ်ပေးနိုင်ရမှာပေါ့။နောက်တစ်ခုကကြာလူမျိုးအမျိုးသမီးတယောက်ကိုနေရာသူရဲ့မျိုးခေါ်ထားတာမင်းနေတာလည်းအဲ့ဒါကတော့ဟိုအဆင်ပြေဘူးလို့ ပြင်နေတာပေါ့တူတို့အနေနဲ့အစွဲရလုံးတဲ့မြတ်ထားတယ်ဆိုရင်ဒီတူတို့ထိချုံနေမှာရှိတဲ့တည်တဲ့ထောက်တဲ့အကုန်လုံးကိုတင်းတို့ကိုခွင့်ပြုလို့ဟိုတင်းတို့ပုံစံမျိုးအကောက်ကိုဆောင်ရှောက်ပြရမယ်တင်းတို့ပုံစံမျိုးတင်းရုံခွင့်တွေတော့လာခွင့်တွေပေးရမှာပေါ့တူတို့ကောက်တာပဲရေးတယ်ဒီမြန်မာရောပဲခွင့်မဲ့သူတို့ရဲ့ဒီအာနရှိတဲ့လူရရှိတဲ့ကိုထောက်ပြဝင်ထိုင်တဲ့တဲ့ထောက်တွေကိုလူမျိုးဖက်စင်းရဲ့လူမျိုးရှိချောင်းနေဆိုရင်အဲ့ဒါအစိုးရရဲ့လုံရမဝင်နေတာအကျင့်ပြတ်သမားဆင်နေမှာပေါ့ အခုလိုခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးအမြန်ဆုံးပြန်လွန်နိုင်အောင်နိုင်ငံတကာသတင်းမီဒီယာကောင်စီတွေကိုလည်းအကူအညီတောင်းပြီးတော့လုံနိုင်တာဆက်လုပ်တော့ပါမယ်လို့ဆိုပါတယ်။လက်ရှိရခိုင်ပြည်နယ်ဟာစီရေပဋိပက္ခပြင်းထန်နေတဲ့နေမြင့်ဖြစ်တာကြောင့်စစ်တပ်ရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေပြည်သူတွေရဲ့ထိခိုက်နစ်နာမှုတွေနဲ့ပြည်내နေတာပါ။ဒါပေမဲ့လေရခိုင်ကသတင်းထောက်တွေသတင်းယူရမှာကတဲ့ချက်တွေများစွာရှိနေပြီးလူလွယ်စွာသတင်းယူခွင့်ပြုတင်တယ်လို့မြေပြင်မှာသတင်းရယူနေတဲ့သတင်းထောက်တစ်ယောက်ကပြောပါတယ်။ မြန်ပြည်သတင်းထောက်ရဲ့အလုံးစုံရဲ့အခြေအနေတွေကြောင့်ဒီပူပီသတင်းထောက်ကအသံအစားတို့ဖက်ကြားပေးတော့မှာပါမြေပြင်ကွင်းစင်းသတင်းယူတဲ့အခါမှာအဓိကလုံခြုံရေးကစိန်ခေါ်မှုနေရာမှာရှိတယ်။ပြီးတော့အခန့်အသက်တွေလည်းရှိနေတော့အချိန်နဲ့တပြင်းကြီးသတင်းရယူဖို့အတွက်အခက်အခဲတွေရှိနေတယ်။ဥပမာဘုံကျဲမှုဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုရင်အဲ့ဒီနေရာကိုတွားရောက်သတင်းယူတဲ့အချိန်ချက်ချင်းမရယူနိုင်ဘူး။ကန့်သက်ချက်တွေများနေသေးတယ်။ဒါကပြည်သူတွေရဲ့နားမျက်စိတွေကို ပိတ်ထားရရောက်တယ်။ ဒါရီကိုလည်းအရခပြည်သူအစိုးရဘက်ကဖြေလျှော့ပေးတင်တယ်။တရင်ယူပို့လာရင်သူ့အလုပ်ကို သူ့အချိန်နဲ့တပြင်းကြီးလောက်ခွင့်ပြုဖို့ကိစ္စတွေပေါ့။တဖက်မှာလေ ULAA အနေနဲ့သတင်းထောက်တွေကိုဖန်ဆီးနေတာတွေသတင်းရယူပိုက်ခွင့်တားမြစ်ပိတ်ပင်နေတာတွေကိုဖြေလျှော့ဖို့လိုအပ်တယ်လို့ Western News သတင်းဌာနရဲ့အေဒါချုပ်ဖြစ်သူကိုဝနခွန်ညိုကထောက်ပြပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်မှာတော့လက်ရှိအချိန်ဒီကတော့တရင်လောက်ကတော့ဆုံးရှုံးမှုတွေကအများကြီးရှိနေတယ်။မြေပြင်ကသတင်းထုတ်တဲ့သတင်းဌာနတွေအင်တာဗျူးတွေအခါမှာလေအပေါ်ကနေပြီးတော့ပုတ်ပင်ထားတဲ့အချက်တွေလည်းအများကြီးရှိတာကိုတွေ့ရတယ်ပေါ့နော်။သတင်းထုတ်တွေကိုမြန်မာနာမျိုးစိပိုက်တာတွေကဒီပြည်သူတွေကိုပိုက်တာနဲ့အတူတူပဲပေါ့နော်။အရေးကြီးတဲ့အချက်ကတော့ဒီဒေသခံတွေရဲ့အင်တာဗျူးကိုပေးမဖြေခိုင်းတာပေါ့နော်။ဒါကလည်းအရင်ကကျွန်တော်တို့အတွက်စိန်ခေါ်မှုတွေဖြစ်တယ်။ဆိုတော့ကျွန်လေကဒီဒီလိုပုတ်ပင်မှုတွေကိုပြန်ရှုတ်ရှားဖို့လိုတယ်။ပြန်ပြီးတော့စဉ်းစားပေးဖို့ လိုတွေပေါ့နော်သတင်းလွတ်လပ်ပန်ကွင်းနဲ့သတင်းယူပန်ကွင်းတွေသတင်းထောက်တွေပေါ်မှာတင်းတက်ထားတာတွေကိုဖြေရှုပ်ပေးဖို့လိုတွေပေါ့နော်သတင်းယူပန်ကွင်းကိုလေဟိုအသာစမရှိဖွင့်လဲပေးတာဖို့လိုတွေပေါ့နော် အခုဖြစ်ရတဲ့ပတ်သက်လို့အေးရဲ့ပြောရေးဆိုခွင့်ရှိသူဥခဒုခကိုဆက်သွယ်မေးမြန်းထားပေမဲ့လည်းသတင်းထုတ်ပြန်ခြင်းအထိပြန်လေးဖြေဆိုတာမရှိသေးပါဘူး။တစ်ဖက်မှာလည်းသတင်းထောက်မှုတွေကိုအများဆုံးပြန်လုပ်ပေးဖို့သတင်းမီဒီယာအဖွဲ့အစည်းတွေကတောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။ဒီမိုကရေစီကိုတံဖိုးလေးစားတဲ့အရခတက်တော်အေးရဲ့အနေနဲ့သတင်းမီဒီယာသမားတွေရဲ့အခွင့်အရေးတွေကို လေးစားတံဖိုးထားပြီးမရှိမဖြစ်လိုရတဲ့သတင်းထောက်တွေရဲ့လုပ်ငန်းတွေကို ဆက်လက်လှုပ်ဆောင်နိုင်ဖို့ပံ့ပိုးပေးတဲ့အနေနဲ့ဆယ်နမူနာပြနိုင်မယ်လို့ယုံကြည်ကြောင်းလူလက်တဲ့မြန်မာသတင်းစာရှားများအစီအရုံး IMGA ကထုတ်ပြန်ထားပါတယ်ကျွန်မကေခိုင်ပါဒိမတ်နိုင်ငံရှိအာဘော့လေဆိပ်ရဲ့လေပိုင်နဲ့အတွင်းမှာ drone တွေပေါ်လာတာကြောင့်လေဆိပ်ကိုပိတ်ထားရတယ်လို့လေဆိပ်ပြောရေးဆိုခွင့်ရှိသူတယောက်ကစက်တင်ဘာလ24ရက်ပုံတူးနေ့နှောင်းပိုင်းမှာပြောကြားခဲ့ပြီးတော့ ဒါဟာဥရောပရဲ့လေကြောင်းအာကာသကိုလှုပ်ခါလိုက်တဲ့ဒရုန်းပြန်တမ်းမှုတွေကြောင့်ဒိမတ်နိုင်ငံရဲ့အဓိကကိုပင်ဟင်ကင် လေဆိပ်ကိုပိတ်ချခဲ့ပြီးနှစ်ရက်အကြာမှာအခုလိုထပ်မံဖြစ်ပွားခဲ့တာပါကိုပင်ဟင်ကင်လေဆိပ်မှာလေရင်ပြန်တမ်းမှု၄နာရီကြာရပ်နာခဲ့ရတဲ့ဒရုန်းတွေဟာသူ့ရဲ့အရေးကြီးတဲ့အခြေခံအဆောက်အဦတွေပေါ်မှာအဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ပြီးသူတို့ကိုတန်တရားရှိစရာရုရှားဒရုန်းတွေဇက်တိုက်ကျူးကျော်မှုတွေအပြင်ဥရောပတလွှာအခြားအနောက်ရှက်တွေနဲ့လည်းအခြေအဆက်တွေရှိနေတယ်လို့ဒိမတ်ကအင်ကာနေမှာပြောကြားခဲ့ပါတယ်။ ဥရောပလေကြောင်းသွားလာမှုထိန်းချုပ်ရေးကိုကြီးကြပ်တဲ့ Eurocontrol စစ်ဖက်အရက်ဖက်အာကာသအဖွဲ့အစည်းကတော့လေဆိပ်အနီးတစ်ဝိုက်ရှိ drone လို့ရှာမှုတွေကြောင့်ဂျာတာပရီနေမှာအာပေါ်လေဆိပ်မှာလေရင်ဆက်ရောက်မှုနဲ့ထွက်ခွာမှုတွေလုံးဝရှိမှာမဟုတ်ဘူးလို့ပြောပါတယ်။လေဆိပ်အနီးမှာ drone တွေကိုတွေ့ရှိခဲ့ရပြီးသူတို့ဟာလေဆိပ်မှာနောက်ထပ်စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နေကြောင်းမြောက်ပိုင်းဒိမတ်မြို့ရဲ့ရဲတပ်ဖွဲ့ဆိုရှယ်မီဒီယာ platform X မှာရေးသားခဲ့ပါတယ်ရှင်။ ဒီဗီယိုမြင်တန်ကြရနောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတော့ဖူးအီအီနွယ်ပါကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်